မင်္ဂလာပါဗျာအလုပ်ကျမ်းပါပါစီချမ်းသာပါစီနော်ပိုင်ရကိုမြန်မာပြည်ပိုင်ရကိုတန်ကြလို့အလုပ်ပြောရှင်းပါစီဗျာဒီနေ့26ရက်6လ2025နော်အဲကိုဇော်ဘွိပြောတဲ့အဘကာကျုပ်ကတော့အကိုဇော်ဘွိအမြဲတမ်းခေါ်ခေါ်ပြီးတော့ငငယ်လေးတည်းအပေါင်းလေးဖြူအဲကဒါမျိုး order တယ်အဲအဲ order တာသူပြောပြောနေတဲ့ light တွေမှာကျွန်တော်တွေ့ဘူးလေနော်အဲ့တော့ကိုဇော်ဘွိကိုဇော်ဘွိအမြဲလေးဖြူဂုံယူလေးစားတန်ဖိုးထားနေတဲ့ ပုဂ္ဂိုလ်အဘကာကြုံကြီးကတော့ဒါမေမျိုးအဲနော်ဗင်လာဒိုနိုင်ငံမှာဒါနိုင်ငံတော်အခမ်းအနားနဲ့အဲ့ခန့်ကြိုးစုပွဲအဲ့ခန့်ကြိုးစုတာတွေဂုံပြူအာဒီပါညာတွေဒါတွေ့နေရပြီဒါတရင်မီဒီယာတွေမှာပိုလိုတွေကိုတက်လာတာကြီးကျွန်တော်တို့တွေ့နေရတယ်ဝမ်းသာကိုယူမိပါတယ်လို့လည်းပြောကြပါတယ်ညမအာကဘာမှာ တော်တော်များများကိုတည်သွားကြပါပြီမြန်မာကဘာမှာမြန်မာဘူးဦးမေအွန်လိုင်းကြောင့်တော်တော်များများလည်းတည်သွားကြပါပြီเนาะအဲ့တော့နောက်တစ်ခုတက်ပြောကြကိုစော်ဖုံးရင်မှုပါကိုစော်ဖုံးရင် AC ပါလေယုံလည်းမထုတ်ဘာမှမလုပ်တကယ်တော့ကိုစော်ဖုံးရင်ဘာမှမဖြစ်ဘူးဆိုတာလေးပဲကျွန်တော်ပြောပြပါရစေအများကြီးတဲ့ကျွန်တော်တို့မမေးပါနဲ့ဟိုဖုံးဆက်လည်းမမေးပါနဲ့ချက်ပေါက်ကလည်းလာမမေးပါနဲ့เนาะဘာဖြစ်လို့လဲဆိုတော့ဘာမှဖြစ်ဘူး AC ပါလို့ပဲကျွန်တော်အနေနဲ့ပြောပြစီသူလည်းသူ့လို့သူ့လို့ကိုလည်းကိုလို့ကိုလို့နေရတာပါเนาะဒါလေးကိုတော့ပြောပြစီအဲကိုစော်ဖုံးရင်စိတ်ဝင်နေတဲ့ညီကောင်မလားများ เนาะကျွန်တော်တို့ဒီကိုချစ်တဲ့ကိုစားဘောကြီးလို့ကျွန်တော်တို့ချစ်တဲ့ညီကောင်မမများအားလုံးရှိပါတယ်မုံတဲ့လူလည်းရှိလို့ချစ်တဲ့လူလည်းကျွန်တော်တို့မှရှိသေးတာเนาะဒါလေးတော့ပြောပြရစီမုံတဲ့လူလည်းရှိတယ်ကျွန်တော်တို့ချစ်တဲ့လူလည်းရှိတယ်เนาะချစ်တဲ့လူတွေကျွန်တော်တို့အားပါဗျာမုံတဲ့လူတွေတော်တော်ဒါလည်းအားပဲလောက်ပါမှာပဲเนาะအဲ့တော့ချစ်တဲ့လူတွေကိုလည်းပြောစေချင်ပါတယ်ကိုစားဘောကြီးချစ်တဲ့လူတွေရောအဲအားလုံးသိစေချင်တာက AC ပါလို့ပဲပြောပြရစီเนาะဘာမှစိတ်မပူပါနဲ့အဓိကကတော့အဲ အလုတ်အလုတ်လုံးနေကြတဲ့သူတွေပဲဖြစ်တယ်ဗောနော်ကိုလုတ်ကိုလုတ်ကြတဲ့သူတွေပဲဖြစ်တယ်ကိုလုတ်ကိုလုတ်ကြတဲ့သူတွေဖြစ်တယ်ကိုစော်ဘောင်းရဒါဟွန်နေဖြစ်တာတော့မဟုတ်ပါဘူးเนาะအဲ့အားလေးတော့ကျွန်တော်ပြောပြစီအဲတချို့ဟာကြီးကြတော့ကျွန်တော်တို့လူဝဲကိစ္စတွေဖြစ်လို့ကျွန်တော်အများကြီးမပြောပြမပြောတော့ဘူးအဲလူရင်းတူရှင်းလေးပဲပြောမယ်ဆိုရင်ကိုစော်ဘောင်းရ EC ပါเนาะဒါပဲပြောပြစီအဲလိုအပ်တဲ့ဟာကြလို့ဆိုရင်နောက်ကြကျွန်တော်ထုတ်ပြောပြ ပြပြပေးပါမယ်ဒီချိန်ဒီကာလမှာတော့အဲအားလုံးအားအကြောင်းမျိုးနဲ့ကိုယ့်လုပ်ကိုလုံနေကြတာဖြစ်တဲ့အတွက်အဲအလုပ်ပေါ်မှာပဲအာယုံဆိုင်ပြီးဖို့အတွက်ပဲပြောတင်ပါတယ်ကိုဇော်ဘွိုင်းနဲ့အေးစေးပါနိုင်ငံတော်ကြီးလက်မကြခင်အေဂျန်တော်မယ်ညီဂျန်တော်မယ်ဆိုတာလေးပဲကျွန်တော်ထပ်သိမ့်ပြီးတော့အားမခံပြောတင်ပါတယ်ဗျာဘာဖြစ်လို့လဲဆိုတော့မကြခင်မှာကျွန်တော်တို့ဟိုတပ်မတော်ကတပ်မတော်ကရရှိနိုင်တဲ့လောက်နေရာတွေကိုအငြင်းဆုံးဒါလက်ခံကြံရယူအောင်လှုံ့ဆော်နေပါတယ်တန်တမန်ကြီးရတော့လောက်ကောင်းနော် တိုင်ဟိုတိုက်ခိုက်တဲ့အရေးရတော့၎င်းပေါ့နော်အခုဆိုနောက်ထူဆိုလို့ချင်ကျွန်တော်တို့နောက်ထူဆိုလို့ချင်ဘယ်နာတိရောက်နေပြီလားဆိုတော့နောက်ဩရောက်မှာဒါကျွန်တော်တို့ပွဲကားလိုက်တာဘလောင်တွေတော်တော်ခိန်တာပဲအများကြီးပဲပြီးတော့လဲနောက်ထူဝိုင်းတာလေ ဟုတ်လား minus 10 timer corner right ဖဲဆိုတော့ right ဝင်နဲ့ပြည့်အောင်ထိနေတဲ့သူက2မိုင်3မိုင်ပဲရှိတော့ဆိုတော့4မိုင်အများဆုံး2မိုင်3မိုင်နာလောက်ပြီးရောက်နေပြီဆိုတော့ဒါဘလိုပဲပြည့်နှမ်းပြည့်လို့တော့ wine ထောက်ထားတဲ့အနေအထားမျိုးရှိတယ်အဲ့တော့မကြခင်မှာနောက်ချိုရရင်ဟိုဘက်ကကြောင်မဲ့တီဘောလာချိုတိန်ကြီးကုတ်ခိုင်အကုန်လုံးကအေးချမ်းပဲပြီးွားလို့ရှိရင်ဘလို့ကြိတ်မလဲဆိုတော့စီရေးအကြောင်းအရာရတော့ကျွန်တော်တို့ပြောလို့မရပါပဲအဲဒါမကြခင်အေးချမ်းသွားမယ်လို့ကျွန်တော်တို့သိရှိရတယ်เนาะ နောက်တစ်ခုကျတော့သခိုင်းတိုင်းပဲဆိုလို့ရှိရင်လည်းကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒါအုံတော်တို့နော်စားစားတောင်စားတောင်ဘက်ပေါ့နော်အုံတော်တို့စားတောင်ဘက်တို့ဒါစစ်ကြောင်းသွားမဲ့တပ်မတော်သားတွေကိုဒါကြိုတင်ပြီးတော့သူအကျန်းဖက်တီကဆောင်းဆိုင်နေတာရှိတယ်နေရာလေးနေရာလေးကွက်ကြွက်ကြလေးယူပြီးတော့သူတို့ကဖြွာခင်းနေတာရှိတယ်အဲ့တော့တပ်မတော်ဘက်ကသခိုင်းတိုင်းဘက်ကတော့စစ်ကြောင်းထုတ်မဲ့ညီကောင်မောင်သားတွေညီကိုတွေ တက်မှောင်သားလေးတတိကြီးကြီးထားပေးဖို့တော့ကိုပြောချင်ပါတယ်ဒီရဖြစ်စဉ်เนี่ยဘုတလင်ဖြစ်စဉ်တို့ဘာလို့ကိုပဲပြကြည့်ပါစစ်ကြောင်းလိုက်ရှင်းလင်းခံလိုက်ရတာဒီကိုကျွန်တော်တို့တွေ့ရှိရမှာပါပြီးတော့မှစစ်ကြောင်းရှင်းနေခံပြီးတော့မှအုံအုံကြီးကြီးလှုပ်တဲ့ခါကျတော့ကျွန်တော်နှစ်ခါနာဖြစ်ပါတယ်မိရင်းနှစ်ခါနာပထမလဲရဲဘော်တွေဆုံချုံပြီးနောက်တစ်ခါအုံအုံနန်းလှုပ်တဲ့ခါကျတော့အဲပြည်သူအရသားကြီးလည်းဆုံချုံတာဖြစ်ပါတယ်အဲ့လိုဖြစ်မှဆိုရင်လည်းကျွန်တော်ဒါပြောပြခြင်းဖြစ်ပါတယ်တတိကြီးကြီးနဲ့ထားပြီးတော့မှ အဲတမနောကတော့ကျွန်တော်ဒါဆိုရင်လုံခဲ့လို့ဆိုတာကျွန်တော်ပြောတာပါဒီဟာတွေကတော့တို့ရဲ့ AC ကိစ္စတွေလို့ပဲကျွန်တော်နဲ့တုံ့တက်ပါတယ်နောက်စကိုင်းတိုင်းတဲကြီးရွာစာတင်ကျောင်းထဲမှာဒါလက်လက်နဲ့လေးလှုပ်ဆောင်နေတာတွေ့တယ်ဆိုတော့အဲ့နေမြေကန်းတရင်ပြေးတယ်ပြေးတဲ့ခါကျတော့တမနောစကြောင်းသွားစကြောင်းထိုးတယ်ထိုးတဲ့ခါကျတော့အဲ့မှာလည်း death body တွေတော်တော်များများရတယ်လက်နဲ့လေးဆိုလည်းများတယ်နော်အဲကျွန်တော်က6ယောက်9ယောက်10ယောက်လောက်ဆိုတော့မပြောတော့အဲ့လောက်ပဲပြောမှာရာနဲ့ချီဆိုတော့ကျွန်တော်ထပ်ပြောပြပါမယ်နော်နောက်တစ်ခုကြတော့ကျွန်တော်တို့ ကြောက်ဗမောဘက်မှာဆိုတက်ကလူနောက်ကတ်လာတယ်။နောက်ဗမောဘက်မှာဆိုတက်ကလူနောက်ကတ်လာတယ်။မင်းကတော့အကျန်းဖက်တွေရှိတယ်။အဲအကျန်းဖက်တွေရှိတယ်။အဲအဲ့မှာကျွန်တော်တို့တမရှိရလာမျိုးစကြောင်းထိုးပြီးတော့နေမြေရှင်းလင်းနေတာတောက်ဆောင်နေမြေရှင်းလင်းနေတော့အဲ့မှာတွေ့တော့ပွဲကတယ်ပွဲကတဲ့အချိန်မှာသူတို့ရဲ့ death body တွေလည်းလက်နဲ့တွေတော့တော်တော်များများရတာရှိတယ်။ကချင်ပြည်နယ်ဘက်မှာဆိုတော့အဲ့ဘကာမိုင်းတို့နန်ယာတို့ဘက်မှာလည်းနေမြေရှင်းတော့ KIA နဲ့တွေ့တယ်။တိုက်ပွဲတွေဖြစ်တယ်။ တမ်နော်ဘက်ကအတာသီးရနဲ့ဒါဓာတ်ပေါ်လေးလက်နဲ့အခုကတမ်နော်ကနေရာတိုင်းမှာပွဲကတိုင်းကျွန်တော်ကြည့်နေတဲ့အချိန်မှာအအောင်ရင်မှုတွေအပြည့်နဲ့ကိုကျွန်တော်တို့မြင်တွေ့နေရတာရှိတယ်။ကြောက်ပြူဆိုလို့ချင်တဲ့ဒီကတ်တပြေတို့ရှောက်ချောင်းတို့စီမော်တို့မြတ်ကြတဲ့ရောလားအဲကြတဲ့ရောလားအဲအဲ့မှာဆိုလို့ရှင်လို့ရှိရင်ဒါတမ်းတော်ကကာကင်းနေထုတ်တာတဲ့အပြုံတော်မှာအပြင်ကို နောက်ထပ်ဟိုသူတို့၃မိုင်ပတ်လေ၄မိုင်ပတ်လေလောက်ကို ဆက်တိုးနေတာရောက်ရှိနေလို့ကျွန်တော်တို့သိရှိရတယ်။သို့တော့လည်းပဲတချို့အားတွေတော့မပြောတော့ပါဘူးနော်။စစ်ကြောင်းကတော့၄၅၆ကြောင်းလောက်လည်းရခိုင်မှာစတိုးနေဆိုတော့တန်တော်ဘက်လည်းအေးချမ်းတော့မယ်လို့ပြောတင်တယ်။တန်တော်ကွာနော်။ကျိန်တလီအဲ့ဒီဘက်တချောင်းလုံးတချောင်းလုံးကကျွန်တော်ဟိုမကြခင်မှာအေးချမ်းမယ်ထင်တယ်။ဘာလို့ဆိုတော့အေးအယူတိုင်းတတိုင်းလုံးမှာလည်းအလုတ်တော့မခံတော့ဘဲနဲ့အေးအယူတိုင်းတတိယလည်းအမုန်းဆွဲနေတာရှိတယ်။မကွေးနဲ့အဲရိုးအဆက်မှာပဲခူးတိုင်းရိုးအဆက်ပဲတောင်းလို့ဘာလို့အဲ့ဒီဘက်မှာဆိုလဲဒါ 对对对啊，就是啊，交款完你你有等弄啊，这尼了，喏 <noise>，交款完你了没了的话，阿妈个，像我们现在讲法的，要像公路米要修边的那块，公路别开了，那么是边一条收费嘛走路，喏，等弄啊，边的那块，它还得先别开了是吧？但那边，哎，交完的话呢，公路再弄解决嘞，但公路阿妈，你谈弄那片哪话片喏？ မချာခင်မှာကျွန်တော်အာမခံရပါတယ်ဗျာဘာလို့လဲဆိုတော့နောက်အခုလာမဲ့အချိန်ကာလမှာကျွန်တော်ဒီနေ့ပြောတဲ့ file ပေါ့26နှစ် file နောက်အချိန်ကာလတောင်းတော့တာလေဒူးထောက်တယ်တို့လက်မြောက်တယ်တို့အရှုံးပေးတယ်တို့အလံမျိုးထောင်းတယ်ဆိုတော့တွေ့ရမှာမဟုတ်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့တောင်းတော်ကအခုက노ထလာတဲ့တောင်းတော်ကြီးဖြစ်သွားပါပြီเนาะအဲ့တော့မချာခင်မှာအေးအကျန်းဖက်ပေါင်းစုံကတော့တုတ်ပြုတ်ပြုံးတော့မယ်လို့ဒါပိုင်အာမခံပြီးတော့ပြောလိုက်ခြင်းပါတယ်ဗျာပေါ့မှာပေါ့မှာဆိုလို့ရှိရင်ဒါမနေ့ကမနေ့ကဖိထုတယ်ဖိထုတဲ့အခါကျတော့ပါ၁၀ဝမှာ ဆယ်ဝါမှာသူဆက်သွေးကြီးလုတ်တဲ့အိမ်ပေါ့ဗျာဆက်သွေးကြီးဆက်တည်ထားတဲ့အိမ်ပေါ့အဲ့ဒီကိုဘိတ်တူကြာတဲ့တယ်ပဲအဲ့မှာ၄ယောက်လောက်လစ်တာကြီးရ၄ယောက်က၂ယောက်ကတော့ IPDF ပါထနာပေါ့၂ယောက်ကတော့ PDF ဖြစ်တာပေါ့အကြံဖက်တွေဖြစ်တာပေါ့နော်ဒါမနက်ကလုတ်သွားတဲ့ကိစ္စလေးကိုပြောပြတာဒီမှာနိုင်ငံမှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်းဒါကျွန်တော်အနေနဲ့ပြောချင်ပါတယ်စွရင်လို့ပြောတာပါဒါလေးကိုတတိလေးထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်အဲကျွန်တော် line ပေါ်မှာတွေ့တယ်လိုင်သာယာကိုကြီးရဲ့နောက်ပုတုဆိုရဲ့၂ယောက်နော် လိုင်နာကိုကြီးတောင်းအရင်ဆုံးပြောချင်ပါတယ်တန်ဆွမ်းကောက်မန်လေးစီကပတ်စံခိုးသွားတဲ့အမျိုးသမီးเนาะအဲ့ပတ်စံခိုးသွားတဲ့အမျိုးသမီးကိုပြန်တွေ့တယ်ပြန်တွေ့ပြီးတော့ဒါလိုင်နာကိုကြီးကတော့သူကတော့ပရိဒတ်သမားဖြစ်တဲ့အတွက်ပရိဒတ်စိတ်တန်းနဲ့ပဲခွင်လွတ်တတ်တယ်ခွင်လွတ်တယ်ဒါသူကူညီနိုင်တဲ့လောက်ပြန်ပြီးတော့ဆက်လက်ကူညီလိုက်တာကိုတွေ့ရတယ်အဲ့ဒီဟိုမတန်ဆွမ်းကောက်မန်လေးစီကခိုးသွားတယ်ဆိုတော့တသိန်းကျော်ခိုးသွားတယ်ဆိုတော့အမျိုးသမီးက သူကဒီတစ်ချိန်တည်းလောက်တာမဟုတ်ဘဲနဲ့သူ့ကြောင့်ဖုန်းနဲ့အလိခံတဲ့သူတွေ line ပေါ်မှာတက်လာတာကမလေးတွေရောပါစားအများကြီးတွေ့ရတာဒါဟာပုံမှန်380ခိုးမှုတာမြောက်တယ် character key ဖြစ်တဲ့အတွက်ဒါနိုင်နာကိုကြီးကဘလောက်ပဲအဲသူကသူဂိူနာထားပြီးတော့ pride တွေပဲလုပ်ပဲလုပ်ပဲလုပ်ပဲဥပဒေအကြောင်းကြီးဖြစ်လာလို့ဆိုတော့ဥပဒေကြီးအရေးယူပေးဖို့အတွက်ကိုကျွန်တော်အနေနဲ့တိုက်တွန်းခြင်းပါတယ်နောက်နောက်တစ်ခါကျတော့ခလေးကိုဘန်းပြပြီးတော့ သိန်း20နဲ့ရောင်းဝယ်ပါညာနောက်တာပြောင်းတာတွေမျိုးဖြစ်ပါဒါဟာရောင်းဝယ်ဖောက်ကားရမယ့်လူကုန်ကူးတာဖြစ်ပါတယ်နော်အဲ့လားတွေကလည်းပဲဟိုညောင်းနိုင်ငံရဲတပ်ဖွဲ့တွေအနေနဲ့ဒီຢာတွေကိုထိရောက်စွာအရေးယူပေးဖို့တကောကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ဒါတွေကမဖြစ်သင့်မဖြစ်တိုက်တဲ့အရာဝတ္ထုတွေနိုင်ငံတကာမှာပြရုပ်တွေမှာအရန်ရုပ်ဆိုလုံးကကြီးပါတယ်နော်ဒါကိုတဲ့ရဲတပ်ဖွဲ့ဝင်ကအလုံးမလုပ်ဘူးလားဆိုတာမျိုးကိုဒါနိုင်ငံမှာထင်ရသွားစေပါတယ်နော်ဒါတိုင်းသာဂိုကြီးတို့ကတော့ ဒါသူတို့ကမြေတားတရားနဲ့လုံးလုံးဆောင်နေတဲ့အဖွဲ့အစည်းဖြစ်ပေမဲ့ခွလွတ်တတ်ပေမဲ့နိုင်ငံမှာဒီလိုဇိုင်းတာဖောက်ပြန်နေတဲ့သူတွေကိုဟိုရှင်းရှင်းပြောလဲကိုင်တာကစ်တီကဒါဟိုမြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဟိုအလုံးမလုံးဘူးလို့ဒါမြင်သွားစေတဲ့အရာမျိုးဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးကိုလည်းကျွန်တော်အနေနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ရန်ကုန်တိုင်းမှာတော့ဒါသိသိကျင်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်နောက်ဒီလိုပေါ့ဒူးစရိုက်မှုလုပ်ငန်းတွေကိုတော့ကျွန်တော်တို့ခွင့်မလွတ်စေချင်ပါဘူးနောက်လူတွေအားလုံးကရှိကြတာမဟုတ်ဘူးဗျအားလုံးအစိမ့်မပြေကြ ကိုပစ္စည်းကိုမရှိတိုင်းလိုက်ခိုးနေမှာဆိုလူတိုင်းခိုးကြရင်တခိုးတွေဖြစ်ကုန်မှာပေါ့တခိုးတွေတိုင်းခွန်းလွန်ရမှာဆိုလည်းအဆင်မပြေဘူးပေါ့နော်အဲ့တော့ခံဝင်ဒူသီးမဟုတ်ကထောင်ချဖို့အတွက်ကျွန်တော်ပြောမှာဘူးဒါသူဆိုပုံမှန်380နဲ့မြောက်တယ်နော်ထောင်ချဖို့အတွက်ကျွန်တော်ပြောတာမဟုတ်ဘူးသို့တော်လည်းပဲအရေးယူတဲ့တလောက်ကတော့အရေးယူရမယ့်အနေထားမျိုးတော့ရှိတယ်နောက်တိုင်းသားကိုရပြီးတော့သွားတော့တနာပြီးတော့မှထပ်ပြီးတော့မှပတ်စံနေပါ냐ပြီးလိုက်တယ်။နောက်အဲ့ဒီအမျိုးသမီးပဲသူ ်လိန်ညာခိုးပြီးတော့ online မှာလဲဖုန်းနေခိုးသွားလို့ဘာညာ line เนี่ยတောက်လျှောက်တက်တက်တာလဲသူ့ရုပ်ကြုံမြင်ပြီးတော့မှအဲ့ဒါတွေကလည်းပဲဒါကျွန်တော်တို့ဟိုနိုင်ငံမှာဆက်လက်ပြီးတော့ဒီလိုမသိတဲ့လူတွေထပ်ခံရမယ့်အနေအထားမျိုးရှိတာပေါ့နော်ဟိုခလေးကိုပန်းကြပြီးတော့အယောင်းဝယ်လုပ်မယ်နဲ့30နဲ့ရောင်းဝယ်ပါညာဆိုအဲ့ဒါလည်းပဲတရားဥပဒေအရကျွန်တော်တို့ဒါလူကုန်ကူးမှုဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဒါရောင်းဝယ်ဖောက်ကားမဖြစ်သေးတော့မှဒါစတင်ရောင်းချနေတယ်ဆိုတော့ပုံစံမျိုးပေါက်လဲပါတယ်နော်အဲ့ဒါလေးကိုတော့ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ဟိုရန်ကုန်တိုင်းမှာဖြစ်နေတဲ့ဒါမြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဒါတွေကိုလွတ်မထားသင့်ဘူးလို့ပဲကျွန်တော်အနေနဲ့ပြောပြစီအားလုံးကျမ်းပါပါစေချမ်းသာပါစေနော်